ခိုင်ကစိုက်ပေးဆောင်တချို့နေရဲကိုပြန်ခါခဲ့ပါရယ်စိုက်ရီပတိပုခကောင်ကြောက်တုံမြို့နယ်မရဦးမြို့နယ်ကစိုက်ပေးဆောင်စခန်းဒီမှာခိုးလုံနေခဲ့တဲ့စိုက်ပေးဆောင်တချို့ဆိုမိမိနေရဲကိုပြန်ခါခဲ့ရဖိုက်ပါရယ်ရန်စိုက်ပေးဆောင်တီကိုနေရဲကိုပြန်လည်နေရရှားထားတဲ့ကိစ္စတော့လူသရှားစာနာထောက်ထားရင်းနောက်ဖွံ့ဖြိုးရေးဆိုင်ရာပူပေါင်းဆောင်ရွက်ရုံ HTCO ကဆောင်ရွက်ပေးခဲ့ပါရယ် နေရပြန်ကတည်းကထင်မှာမရဦးမွန်းနေကာရာတောင်ဆိုင်ပီယောစခင်ကအိမ်ထောင်စုဆေးဆိုင်စုနကျောက်တုံမွန်းနေနောင်ချောင်းဆိုင်ပီယောစခင်ကအိမ်ထောင်စု30တခုပါဝင်ပြီးကေဧပြီလကုန်ပိုင်းမှာမိမိနေရအသီးသီးမှာပြန်ပြီးကေနေရရှာပီခရဲလို့ HTCO ကမေလ2ရက်နေ့ထုတ်ပြန်ရှင်းအရာတည်ရပါရယ်ရန်ဆိုင်ပီချောင်းတီကိုစန်စီစာပေအိုခွပကံပစိုးအဝဲထေတကိုရီ3 PCD တာလာဘက်ရှာဒီနာဟန်ဒီဟန်ရယ်မြူစီတီအပါဝန်အခရိကန်စားသောက်ကုန်တီကိုကူညီထောက်ပံ့ပေးခဲ့ရလို့ HTCO ကဆိုထားပါရယ်။ရန်ရှမ်းဘရန်အင်ထောက်စုတစ်ခုစီအတွက်ငွေကျဲခရောက်သိန်း600တောင်းနှုန်းထောက်ပံ့ပေးခဲ့ပြီးကနေဝီကိုဘရန်အဖို့မိသားစုတစ်စုချွန်စီအတွက်ငွေကျဲ2သိန်းခွဲကျဲအထိထည့်ပေးခဲ့ထောက်ပံ့ပေးခဲ့ရလို့ထုတ်ပြန်ရှင်းမှာဖော်ပြထားပါရယ်။စပိချုံဒီနေရပြန်နိုင်ဖို့အတွက်လူမှုအဖွဲ့အစည်း 22ဖွင့်တဲ့အတူ HTCO ကစီမံချက်တရဲအပရိုက်ပူပေါင်းလုံဆောင်ခါဆာဖရိုက်ပြီးကစိုက်ပိချောင်းတွင်နေရဲ့ပြန်ရှင်မှာကျေရွာတီမှာလုံလုံခုန်ခုန်ပြန်ရောက်ရှိနိုင်ဖို့သားဆိုင်ရာဌာနတိနောက်အာရခပေဒီအစိုးရဖွဲ့ဒီလက် HTCO ရောပူပေါင်းပို့ဆောင်ပိကရဲလို့သိရပါရယ်